ကျွန်တော်အရေးကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်မိတယ်။အသားဖြူဟိုးဝင်းနဲ့လုံကြီးပေါက်လာအရေးကိုထားပြီးတော့ပင်ပင်တွယ်တွယ်နဲ့ကြည့်ပြော်ရှုပြော်ပဲရှိတဲ့အမျိုးသမီးနောက်ကိုကောက်ကောက်ပေါအောင်လိုက်သွားတဲ့ဦးလေးကိုလည်းအံ့ဩမိပါတယ်ဗျာ။ဦးလေးကအကြီးနဲ့ရှိတင်ကဆိုရင်ဦးလေးအိပ်ရမထားခင်ထမင်းနဲ့ဟင်းကကျဲပြီးသားဦးလေးရေချိုးတော့မယ်ဆိုရင်လေရေကန်ထဲမှာရေပြီးဆောင်းရသည်ဆိုရင်ရေနွေးလေးတောင်ကြိုးပြီးဆက်ထားပေးတယ်အလောက်ကပြန်လာပြီဆိုရင်လေစပွဲဝိုင်းမှာအရက်ပလင်းနဲ့အမိကအစင်းနေမယ် ။ဦးလေးကအရက်တောက်နေချိန်မှာအကြီးကထမင်းဟင်းတွေပြန်နှွေးပြီးဦးလေးအရက်တောက်ပြီးစီချိန်မှာတော့ထမင်းဟင်းပူပူလေးကိုခူးခတ်ပေးရတယ်။ဦးရဲ့စားရည်ဆိုရင်လည်းချွတ်ထားလိုက်ရုံပဲ။ဦးလေးကျမ်းမာရေမကောင်းတော့ကဆိုရင်အကြီးကအိမ်မကိစ္စအကုန်လုပ်ပြီးခလေးတွေကိုခါမှချိန်ပြီးခေါင်းရွက်ပန်းနဲ့ဈေးလှလှရောင်းပြီးတော့ရှာကျွေးခဲ့တဲ့အမျိုးသမီးဒီလိုမင်းမကောင်းတယောက်ကိုထားခဲ့ပြီးနောက်မင်းမနောက်ကောက်ကောက်ပအောင်လိုက်သွားတဲ့ကိုဦးလေးကိုလည်းဘလို့နားလိုက်ရမှန်းမသိပါဘူးဗျာ။ အခုတော့ဦးလေးခင်ဗျာအဝယ်စားတွေလည်းကိုတိုင်လျှော်ရတခါတလေထမင်းလည်းကိုတိုင်ချက်ရရေချိုးရင်လည်းကို့ပါသာချောင်းမှသွားချိုးရအရက်တောက်ပြန်တော့လေခိုးကြောင့်ခိုးဝက်တောက်ရနဲ့အရှင်ဘရင်ဘဝကနေနန်းကြသွားတဲ့ကုလေးကိုကြည့်ပြီးတန်ဝင်ကရမိတယ်ပါလလိုနဲ့အရင်နဲ့ဦးလေးကွဲသွားတာငါးနှစ်လောက်ရှိခဲ့ပါပြီ။တရားဝင်စာချုပ်စာတမ်းနဲ့ကွဲခဲ့ပေမဲ့လည်းဦးလေးကတလကိုတသိန်းနှစ်သိန်းအဆင်ပြေရင်ပြည်သူတို့သားသမီးစိတ်တို့ထောက်ပံ့ပါသေးတယ်။ ဦးလေးနဲ့အကြီးကွဲခဲ့တဲ့အချိန်မှာတမိဖြစ်သူက၁၀တန်း၊တဖြစ်သူက၃တန်း၊တသမိ၂ယောက်ကြားမှာတော့အသက်ကွာဟောင်းမှုလေးတွေတော့ရှိတာပေါ့ဗျာ။အဲ့ဒီအချိန်ကဆိုရင်အကြီးရဲ့အသက်က32နှစ်လောက်ပဲရှိသေးတာ။ဦးလေးရှိတဲ့ကလေးကအကြီးတို့အိမ်ဝင်ထဲမှာအိမ်နှလုံးရှိတယ်။တလုံးကဦးလေးတို့လင်မယားနေတယ်လို့တလုံးကတော့ဦးလေးရဲ့တပည့်တပန်းတွေနဲ့ကျွန်တော်တို့အတူနေထိုင်ခဲ့တယ်။ဦးလေးတို့လင်မယားကွဲတော့ကျွန်တော်တို့လည်းတခြားရရရောမှာအိမ်ကနေပြီးတော့လှုပ်လှုပ်ကြရတာပေါ့ဗျာ။ ဦးလေးနဲ့အကြီးကွဲပြီးတော့ငါးနှစ်လောက်ကြာတော့အကြီးနဲ့သေးတဲမှာစုံရင်းနဲ့အကြီးကလှမ်းမိလိုက်တယ်။ဘာမှနေတာလဲငါတို့ရေ။ကျွန်တော်လည်းရွာတရွာမှာအိမ်ကနေတဲ့ကြောင့်ပြပြတော့အကြီးကထပ်ပြီးတော့မေးပါတယ်။သွားရလာရလောက်ရောက်ခင်ရတာရောအဆင်ပြေရဲ့လား။သွားရလာရတာတော့အဆင်ပြေပါဘူးအကြီးရဲ့။လောက်ရောက်ခင်ရတာကတော့အရင်ပုံမှန်လိုပါပဲ။မင်းအတွက်ခက်ခဲဖြစ်တယ်ဆိုရင်အကြီးတို့အိမ်မှာလာနေလိုက်လေ။အကြီးတကယ်ပြောတာလား။တကယ်ပြောတာပေါ့ငါတို့ရေ။ အကြီးကမင်းတို့ရီကိုတွေကိုတန်ရောစင်ရှိပြီးသားပါမင်းဦးလေးနဲ့ကွဲသားတယ်ဆိုပေမဲ့လည်းအကြီးရဲ့သဘောထားကမင်းတို့အပေါ်မပြောင်းလဲပါဘူးဒီလိုနဲ့ပဲအကြီးရဲ့ပြောစကားကြောင့်ကျွန်တော်လည်းအကြီးရဲ့အိမ်မှာသွားနေပြီခဲ့တယ်အကြီးတို့တာမီနှောင်ကတော့ဦးလေးရှိစဉ်ကနေခဲ့တဲ့အိမ်လေးမှာပဲနေသလိုကျွန်တော်ကလည်းကျွန်တော်တို့နေခဲ့တဲ့အိမ်လေးဘက်မှာပဲနေခဲ့တယ်ရက်ွက်ထဲကလည်းကျွန်တော်ကိုတီးပြီးသားမို့တမျိုးတမီတော့မမြင်ကြပါဘူးအကြီးရင်ရောက်တဲ့နေ့ညနေကအပြင်သွားပြီးတော့ထမင်းစားမယ်လို့အကြီးကလှမ်းမိလိုက်တယ်ဘယ်ကိုလဲငါတို့ရေ ဓမင်းသွားစားမလို့အမေမစားတော့ပတ်ဆက်ကုန်တာပေါ့ငါတို့ရဲ့အိမ်မှာပဲစားလိုက်ပါအကြီးကလည်းကလေးတစ်ဖက်နဲ့ဘာအလုပ်မှမရှိတော့အားနာပါတယ်အားနာကြလူတွေမှ မဟုတ်တာပဲငါတို့ရဲ့အင်းမအင်းမအဲ့ဒါဆိုရင်လေဈေးဘိုးနဲ့စီဘိုးဆန်ဘိုးကျွန်တော်ပေးပါမယ်မင်းအဆင်ပြေရင်လည်းပေးပါဝယ်အဆင်မပြေရင်လည်းရပါတယ် ဒီလိုနဲ့ပဲအကြီးရဲ့အိမ်မှာထမင်းစားပြသွားတယ်။နောက်ရဲ့အလုပ်ကပြန်လာတော့အရင်ရက်ကကျွန်တော်ဝတ်ထားတဲ့အဝတ်အစားတွေကိုပါအကြီးကရှင်းပေးထားတော့ထပ်ပြီးတော့အားနာမိပြန်တယ်။ကျွန်တော်လည်းခဏနာပြီးအကြီးရဲ့အိမ်မှာထမင်းစားကူတော့အကြီးကထမင်းကုတ်ခတ်ပေးရင်နဲ့ငါတို့ရဲ့အရင်တော့ရင်လည်းအိမ်မှာပဲယူပြီးတော့ပါဘေးမှာတော့တော့ပတ်စံလဲပုံကုန်သလိုအခက်မတင်ရင်ပြဿနာလည်းဖြစ်တတ်တယ်။မင်းရဲ့ဦးလေးအကြီးပေါ်မကောင်းခဲ့ပေမဲ့လည်းသူ့ရဲ့တောက်တဲ့စီးရံကိုတော့အကြီးသဘောကြတယ်။အရက်ပလင်းတစ်လုံးကိုတစ်ဖက်တောက်တယ်။ တရက်ကိုငချင်းခွက်ထက်အရက်လက်နဲ့တင်မပြည့်တပြည့်လောက်ထည့်ပြီးရေကိုငချင်းခွက်အပြည့်ရောတော့တာအလိုနှစ်ခွက်လောက်ဆိုရင်တော့လူလေသေးပြီးဝါပြည့်ရှိတာပေါ့ကွယ်ဟုပြောရင်ဓမင်းပကံဟင်းပကံတွေကိုချပေးလေတော့တယ်ကျွန်တော်လည်းတခိုးလူမိသွားသလိုရှက်ပြုံးပြုံးလေးနဲ့အိမ်မှာယူတော့လို့မသိတော့လို့ပါအကြီးရဲ့အေးဒါကတော့တိတာတိစီမမြင်စင်းနဲ့ပေါ့ကွယ်တဝင်းရင်ကလူတွေမြင်လို့ကတော့ဘဲတင်တော့ပါမလဲကိုရင်နဲ့ကိုတောက်တာကတော့ဘသူမှအိမ်နဲ့ဝင်ကြည့်မနေပါဘူးမင်းအပြင်မှာတောက်မိလို့ဘဝင်ချင်းကလူတွေမြင်ရင်လဲမသိတော့ပါဘူးငါတို့ရဲ့ ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်လည်းအိမ်မှာပဲယူတော့မယ်နော်ဟွန်းအကြီးကျွန်တော်မတော့တော့ဘူးများပြောမလားလို့မျှော်လင့်လိုက်ရတာဒီပုတ်ထဲကပဲဒီပဲပါပဲဟုမျက်ဆောင်ထိုးကပြောသွားတော့တယ်နောက်ရက်မိုးလင်းတော့မြို့ထဲကိုလမ်းလျှောက်ထွက်ရင်းနဲ့ဈေးဘက်ကိုရောက်တော့မနေ့စာဝင်စားပြီးအကြီးနဲ့ညီလေးတွေရှမ်းခေါဆွဲပါဆယ်ဝယ်ခဲ့လိုက်တယ်အိမ်ကိုပြန်ရောက်တော့အကြီးကအလက်ခတ်တက်တက်ပတ်စံအဘိုးကောင်ကငါတို့ရဲ့အဘိုးကောင်လည်းရဲလို့လည်းပဲဟုတ်ပါမလဲအကြီးနဲ့ညီလေးကိုစားစေခြင်းလို့ပါကျွန်တော်လက်ထဲကခေါဆွဲတဲ့ကိုအကြီးလှမ်းယူတော့ဘာရဲမဟုတ်ကြည့်မိတယ် အကြီးမြတ်ဝန်းမှာမျက်ရည်စားတွေနဲ့ကျွန်တော်လည်းအလုပ်ကပြီးညနေဆောင်လို့အိမ်ပြန်တော့လမ်းကစတိုးဆိုင်မှာဂရန်ကောင်းမတလုံးဝင်ဝင်ပြီးတော့ဆိုင်ကအထွက်မျက်ဆောင်တို့ကအကင်ဆိုင်လေးမှာအရက်မြူးကိုအကင်ဝယ်ရင်းနဲ့ဘေးနားကအကင်ဝယ်နေတဲ့တငယ်ချင်းနှစ်ယောက်ထဲမှာတယောက်ကဖေးအောင်တငယ်ချင်းရေမင်းတို့ဒီမှာဆောင်အောင်တော့ငါဟိုဘက်ဆိုင်မှာမာလာဟင်းသွားဝယ်အောင်မယ်ဒီမှာလည်းအမီးတွေဆုံနေပြီပဲကွာဟုနောက်တစ်ယောက်ကပြောတော့ထိုလူကငါတို့အတွက်မဟုတ်ဘူးကွာငါမိမနဲ့ကလေးအတွက်ဟုဆိုကထိုလူကမာလာဟင်းသွားဝယ်လေတော့တယ် ကျွန်တော်လည်းအကင်ဝယ်ပြီးအပြန်မာလာဟင်းရောက်တဲ့ဆိုင်ရှိရောက်တော့ကြည်တုံချတုံနဲ့ဆက်ပဲသွားရမလို့လို့မာလာဟင်းပဲဝယ်ရမလို့လို့နဲ့ဝေဝော့မရဖြစ်နေတယ်။အင်္ဂုံပြန်ရောက်တော့အကြီးကိုမာလာဟင်းတို့လေးပေးလိုက်တဲ့အချိန်မှာတော့မင်းကတော့လေပတ်စံကုံပေါက်တွေပဲရှာနေတော့တယ်။ပတ်စံကုံပေါက်ရှာရရတော့ပဲဟုတ်ပါမလဲအကြီးရဲ့လမ်းကြုံသားရောအကြီးတို့သားမိမာလာဟင်းမစားပြတာကြာလောက်ပြီလို့ထင်တာကြောင့်ဝယ်လာခဲ့တာပါ။ ဒီလိုနဲ့သေးလေးလေးထွက်ရင်းနဲ့တနေ့မှာတော့ဦးလေးနဲ့ရွာတို့ရွာမှာဆုံးတော့စကားလက်ဆောင်ကြရင်းနဲ့ကျွန်တော်အကြီးအိမ်မှာနေတဲ့အကြောင်းပြောပြမိခဲ့တယ်။ဦးလေးကတော့ကျွန်တော်ကိုဂရုစိုက်ပေးဖို့နဲ့အကြီးတို့သားမီးပတ်စံလုံးရင်ထုတ်ပေးဖို့ပြောပြီးတော့သူပြန်ပေးမယ်ဆိုတဲ့အကြောင်းကိုပါကျွန်တော်ကိုပြန်ပြောတော့ဒါနဲ့မြဦးလေးရယ်ဘာဖြစ်လို့နောက်မိတ်မှယူသေးလဲ။ငါအမှန်တိုင်းဝန်ခံရရင်ငါမှားခဲ့တယ်ဆိုတာသိပါတယ်ကွာ။ဒါပေမဲ့ငါဘဝမှာအချစ်ဆိုတဲ့အရာကိုတစ်ခါမှမခံစားမိပါဘူး။ ခုငါယူတဲ့မိန်းမနဲ့သာရေခုံနာတို့အချစ်တူကိုခံစားခဲ့ရတာမင်းအကြီးနဲ့လောက်ဒိမ့်မကြဘူးဆိုပေမဲ့လည်းအခုမိန်းမနဲ့ကတော့ဒိုးထူပောင်ပဲလှူစားရတဲ့ဘဝကိုလည်းကျေနပ်မိပါတယ်တကယ်လို့မင်းအကြီးနောက်အိမ်တော်မပြူရင်လည်းငါသူတို့သားမိတွေကိုထောက်ပံ့ပေးမှာပါသူနောက်အိမ်တော်ပြုတ်ခဲ့ရင်လဲခလေးတွေသူတို့ဘဝနဲ့သူတို့ရက်တည်နိုင်တဲ့အချိန်ထိထောက်ပံ့ပေးမှာပါကျွန်တော်လည်းဘာပြောရမှန်းတော့မသိတာနဲ့ဦးလေးပြောစမ်းနားထောင်ပြီးတိတ်ဆိတ်နေခဲ့ရတယ်ဂျင်းကလည်းလင့်နေပြီးမို့ဦးလေးနဲ့အတူပြန်ခဲ့ရင်ရွာတော်ရွာကိုရောက်တော့ဦးလေးကငါတို့ အိမ်လိုက်လေအောင်လေဆိုတာနဲ့ဥလိရဲ့အိမ်ကိုခဏဝင်ပစ်တယ်။ဥလိရဲ့အိမ်ကိုရောက်တော့ဥလိနဲ့နောင်မင်းမကရတဲ့သမီးလေးကစီးကြိုနေတော့ဥလိရဲ့မျက်ဥလိရဲ့မျက်နှာကဝင်းထိန်နေတာပဲ။ဥလိရဲ့မျိုးသမီးကကျွန်တော်ကိုမြင်တော့ငါတူထိုင်အောင်လေဟုဆိုကာနေရာထိုင်ခင်းပေးလိုက်လေတဲ့။ကျွန်တော်လည်းရတဲ့အချိန်ကလေးကိုဥလိနဲ့ဥလိမိမကိုအကဲခတ်ကြည့်တော့ကျွန်တော်အဘေါ်ကပြောခဲ့သလိုပဲဥလိနမ်းကြတယ်ဆိုတာအမှန်ပဲပေါ့။ဒီလိုနဲ့ဦးလေးမိမအငငယ်နဲ့ထွေရလေးပါစကားပြောရင်းနဲ့ဦးလေးနဲ့တွေ့တဲ့အကြောင်းသူမိမအငငယ်ကပြောပြပါတော့တယ် တကယ်တော့အိမ်လုပ်တွေကိုအကြီးကလှုပ်ခိုင်းနေတာမဟုတ်ဘူးမင်းဦးလေးဖာသာလှုပ်တာပြီးတော့အကြီးနဲ့မင်းဦးလေးတွေ့တော့ကမင်းဦးလေးကသူ့ကိုယ်သူလူပြိုလို့ပြောခဲ့တာအကြီးတို့ချစ်သူဘဝလွန်လွန်ကျွတ်ကျွတ်တွေဖြစ်ပြီးအကြီးမှကိုဝင်ရှိနေမှာမင်းဦးလေးမှအိမ်အောင်ရှိမှန်းသိခဲ့တာ ဖြစ်ပြီးခဲ့သမျှရှိပါသေးတော့ဆိုပြီးတော့တယောက်တည်းကိုယ့်ဘာသာပဲခလေးမွေးမယ်ဆိုတော့မင်းဦးလေးကအရင်အိမ်အောင်နဲ့တရားဝင်ကွဲလာခဲ့ပြီလေအခုအကြီးနဲ့ပေါင်းနေပေမဲ့လည်းအရင်အိမ်အောင်ကိုထောက်ပံ့ပေးဖို့အကြီးကိုယ်တိုင်ပြောနေခဲ့တာပါ ူပြပြလာကိုနားထောင်ပြီးတဲ့နောက်မှာတော့အမျိုးသမီးတွေရဲ့အကြောင်းကိုတွေးကြည့်ပြတဲ့ဘယ်အမျိုးသမီးကများမရင်ငယ်ဖြစ်ချင်ပါလဲတချို့အမျိုးသမီးတွေကတော့တက်တက်ကိုရှိတာဗျတချို့တချို့တွေကြတော့လဲဘိုက်ပေါ်မှတိရသလိုတချို့တချို့ကြပြန်တော့လဲအိမ်တော်ကြပြီးကမှမရင်ငယ်ဖြစ်မှန်းတိကြရတာခုခေတ်ကပူဆိုးတယ်အချက်တိတ်ခါဆိုတာထက်လက်ကိစ္စကိုခလေးကစားကြရလို့သဘောထားလာကြတယ် လူအတိုင်းဝိုင်းမှာနေပြီးလူစည်းကမ်းတွေချိုးဖောက်လာကြတော့စောင့်ထိုင်ခြင်းတွေပြက်ပြားလာပြီးအချို့လူကြီးတွေဆိုရင်ကိုယ်အသက်ရွယ်မှာအမနာခရီးတငယ်တွေကိုအာဓမပြုကျင်တာမျိုးတွေခဏခဏကြားလာရတယ်။တခါတလေဒီအကြောင်းတွေကိုစာရေးရင်ကောင်းမလားလို့စဉ်းစားနေတာအချိန်ချင်းပဲ။စာရေးရင်စိုက်အိမ်ကခွဲထွက်လာပြန်ပြီးအတွေးကိုရိုက်ပြီးတော့ဆိုင်ငယ်ပေါ်တက်ခါအိမ်တို့ပြန်ခဲ့ပါတော့တယ်။အိမ်ကိုရောက်တော့အကြီးကခြံတကားလေးလာဖွင့်ရင်းနဲ့ငါတို့ဒီနေ့အလုပ်ပြန်တာနောက်ကြတယ်နော်။မောင်နှောင်မောင်းနေပြီ။ဟုတ်တယ်အကြီးရေ ကျွန်တော်သွားတဲ့နေကနက်နက်လေးဝေးလို့နောက်ကျနေတာပါပြီးတော့အကြီးတို့သားမီးတွေလမ်းကြုံပင်လဲသာဝယ်လာခဲ့တယ်ဂျော့ဟုဆိုကအကြီးရဲ့လက်ထဲကိုမြို့ထဲရောက်မှဝယ်လာခဲ့တဲ့ပင်လဲသာကိုကမ်းပီးရင်နဲ့ဆိုင်ငယ်ကိုအိမ်နဲ့သွင်းခဲ့ပါတော့တယ်နောက်တနေ့မှတော့မိုးရွာတာနဲ့အလုံးမသွားတော့ပဲအိမ်မှာပဲနေလိုက်တယ်ကျွန်တော်အိမ်မှာနေလို့များအေးစေးစေးနေရမယ်မထင်နဲ့အကြီးကစကားတွေလှိုင်းနေအောင်ပြောပြီးဦးလေးအเจ้าနေပါလာရင်တော့ဝမ်းလဲနေသွားသလိုငိုလဲငိုတော့တာပဲ ပထမတော့ကျွန်တော်နားကြီးတယ်လို့ခံစားရပါပဲ။တတိချာချာတွေးကြည့်တော့မှအရေးဒီလိုရင်မဖွင့်ရတာဒီလိုစကားမပြောရတာလင်းငါချောင်းနေရှိနေပြီလေ။ညီလေးကလည်းသုံးနှဲချောင်းသားဖြစ်ပေမဲ့ကျွန်တော်အိမ်မှာနေတော့ကျွန်တော်ကိုပဲတွဲကပ်ပြီးစော့နေလို့နေလဲနေခင်မိုးဆဲသွားတော့ညီလေးကိုခေါ်ပြီးတော့မြို့ထဲကခလေးကစားစရာဆိုင်မှာသူကြိုက်တာလေးတွေလိုက်ဝယ်ပေးပြတယ်။ဒီလိုနဲ့အကြီးတို့သားမီကိုတပတ်ကိုတကြက်အချိန်ပေးပြတယ်။ ဖျားသွားတယ်ခလိကသာကွင်းလိုက်ပို့တယ်အကြီးတို့စားချင်တာမှန်သမျှလိုက်ဝဲကျွေးပြစ်တယ်လို့အလုတ်ကပြန်လာရင်လည်းအကြီးတို့သားမိကြိုက်တတ်တာလေးတွေကိုဝဲလာပေးပြခဲ့တယ်ဒီနေ့တော့အယောင်းဝဲအစင်မပြေတာရောလေရောမိုးရောရှိတာကြောင့်နေမှာညအိဖို့ဖြစ်လာတဲ့အချိန်ည9နာရီလောက်မှာအကြီးစီကဖုန်းဝင်လာတာနဲ့ဟယ်လိုဟူတော်ပါသေးရဲ့ငါတူရဲ့ဘာများဖြစ်နေလဲလို့ဖုန်းလန့်ဆက်လိုက်တာဘာမှမဖြစ်ပါဘူးအကြီးရဲ့ဒီနေ့ဈေးအောင်ပါလာနဲ့အခုရောက်နေတဲ့ရွာမှာညအိမလို့ဩအမညာအိမလား ဟုတ်တယ်အကြီးရေကျွန်တော်ဒီမှာညားရမလို့အင်းမအင်းမဟုဆိုကဖုံးချသွားလိတော့လေကျွန်တော်တို့လူသားတွေရဲ့တန်ရောတင်ဆိုတာပြောရခက်တာလေမိုးတွေကကြနေတော့ကျွန်တော်လည်းမိုးကြီးလေကြီးတွေမှာအင်ကိုပြန်လာခဲ့တယ်တနအင်းနဲ့ရောက်မခီးက၃နာရီလောက်ဆိုင်ကယ်မောင်းခဲ့ရတယ်အင်ကိုရောက်တော့ခြံတကာတော့ခတ်ထားတာနဲ့အကြီးကိုအော်ခေါ်ပေးမယ်လေလေတံမိုးတိုင်တယ်မှုအကြီးကမကြခဲ့ပါဘူးဒါနဲ့ခြံတကာကိုကြောတက်ပြီးခြံတကာကိုဖွင့်ခဲ့ရတယ်လေငယ်အထဲကိုသွင်းပြီးတော့အကြီးတို့နေတဲ့အိမ်ဘက်ကိုသွားပြီးအိမ်တကာကိုတုံးဖွင့်လိုက်တော့အကြီးရဲ့လေ သူသားလေးကိုရင်ခွင်နဲ့ပိုက်ပြီးငုတ်တုတ်ထိုင်နေတယ်။ကျွန်တော်ကမြင်တော့တိုင်းမင်းတစ်ယောက်လုံးထိုင်ရာကနေပြေးထလာတာကကျွန်တော်ရဲ့ရင်ခွင်ထဲကိုပြေးဝင်လာပြီးကျွန်တော်ရှင်ဘက်ကိုထုရိုက်ကငိုနေလေတော့တယ်။ကျွန်တော်တောင်းပန်ပါတယ်အကြီးရဲ့။တကယ်တော့ကျွန်တော်စောစောပြန်လာခဲ့တဲ့နာယောက်ျားသားမရှိတဲ့အကြီးလွန်ခဲ့တဲ့နှစ်တွေကအခုလိုမိုးကြီးလေကြီးရေမျိုးဆိုရင်ဘလောက်တောင်တိမ်ငယ်ပြီးကြောက်ရွံ့နေလိမ့်မလဲ။ကျွန်တော်လည်းမိုးဆူဝက်စားတွေကိုလဲပြီးတော့အကြီးနဲ့ညီလေးကိုဟာတာလေးတွေပြောကသူတို့စိတ်ထဲကကြောက်ရွံ့တဲ့ငယ်စိတ်တွေကိုထုတ်ပေးပြီးတော့ကျွန်တော်အိတ်တဲ့အိမ်ဘက်ကိုအခုအကြီးက ငါတို့ဒီညအကြီးတို့နဲ့အိပ်ပေးပါလားကွယ်